ရန်ကုန်ပပေးတန်းတမြို့နယ်လုံးကိုလွှမ်းခြုံနိုင်မှုအတွက်လုံခြုံရေးကင်မရာအလုံး130နီးပါးတပ်ဆင်ထားပါတယ်ဒီသတင်းကိုတော့ဟေမာဝင်းတင်ဆက်ပေးသွားမှာပါ2016-2019ခုနှစ်မှာရရှိတဲ့ပြည်ထောင်စုလွှတ်တော်ရဲ့ဖွံ့ဖြိုးရေးရန်ပုံငွေကနေတမျိုးနယ်လုံးမှာရှိတဲ့ပြည်သူတွေရဲ့လူမှုဘဝလုံခြုံရေးအတွက်လုံခြုံရေးကင်မရာတပ်ဆင်တာဖြစ်ပြီးလမ်းတစ်လမ်းကိုလုံခြုံရေးကင်မရာအနည်းဆုံး3လုံးတပ်ဆင်ထားပါတယ်။ လူလူတယောက်ကကိုတို့လမ်းထဲကိုဒီလမ်းထဲကိုဝင်လာမယ်အဲသူ့ကိုတော့ကိုထင်ရှားရှားကြည့်နိုင်လောက်တဲ့အထိကိုတို့နေထားရရှိတယ်အကုန်လုံးပြီးရင်သူဒီကနေဝင်လာမယ်သူလှုပ်ရှားဆောင်ရတာတွေကိုကိုတို့အားလုံး record ရှိမယ်ပြီးရင်သူထွက်သွားရတဲ့အထိပေါ့နော်အဲ့လူထွက်သွားတဲ့ဟာသူဘက်ဘက်ကိုထွက်ထွက်ပေါ့ဆိုတဲ့သဘောတူက तू ကဒီအရက်မျက်နှာရဲ့တောင်ဘက်ကိုပဲထွက်ရမျက်ဖွဲ့ထွက်ရဟိုဘက်မှာ CCTV ရရှိအောင်မယ်ဆိုတော့ तू ကဒီတမျိုးနယ်လုံးမှာအကုန်လုံးကပြောတဲ့တမျိုးနယ်လုံးလွှမ်းခြုံထားတယ်ဆိုတာအကွက်ထားကိုပြောတာပါနော်သူတောင်ဘက်ဘက်ထွက်ရမျက်ဖွဲ့ထွက်ရ CCTV ရရှိနေသေးတယ် तू က သူကဟိုဘက်လမ်းကိုကူးမဲ့သူဟိုဘက်လမ်းမှာလည်းစီကြီးကရှိနေတယ်ဆိုတော့အကိုတို့ကတလန်းကိုအနည်းဆုံးတော့အကိုသုံးလုံးရှိတယ်လမ်းမကြီးတွေမှာလည်းအကိုတို့ရှိတယ်ပပဲရမ်းမြို့နယ်အတွင်းတက်ဆင်ထားတဲ့လုံခြုံရေးကင်မရာရဲ့ပင်မဆောင်ကြည့်နေရာကိုတော့ပပဲရမ်းမြို့နယ်ရဲစခန်းမှာထားရှိတာဖြစ်ပြီးမြို့နယ်ရဲတပ်ဖွဲ့ကလည်းအခုလိုလုံခြုံရေးကင်မရာတွေတက်ဆင်တာဟာပြည်သူလူထုအနေနဲ့လုံခြုံရေးအသိပညာတွေတရှိဖို့အတွက်ရည်ရွယ်တာလို့ပြောပါတယ်ပြည်သူတွေအတွက်လုံခြုံရေးအတွက်တတ်ထားတာဖြစ်ပါတယ် ကျွန်တော်တို့ပြည်သူတွေကဒီစီတက်ထားတာကိုလည်းသိကြလေသိကြတော့သူတို့ပစ္စည်းလေးတွေထားတာသူတော်အားစတခုရှာမတွေ့ဘူးဆိုရင်ကျွန်တော်ရဲစခန်းကိုရောက်လာတယ်ကျွန်မမနေ့ကတော့ဗာပစ္စည်းလေးထားတယ်ဒီနေ့ပျောက်သွားလို့ CD မှတ်တမ်းလေးပြန်ကြည့်ကျင်တယ်ဖဖဲသားမျိုးနဲ့အတွင်းလုံခြုံရေးကင်မရာတွေကိုဇန်နဝါရီလကနေစတင်တက်စင်ခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ28ရက်နေ့မှာပြီးစီးခဲ့ပါတယ်ဘတ်ဂျက်အရာ128လုံးပဲတက်နိုင်တယ်ဘတ်ဂျက်က3000မရလို့ ဒါပေမဲ့ Mercedes Digital Company တိုင်မြင်ကြည့်တဲ့အခါမှာ तू ကတမျိုးလုံးကိုထပ်ပြီးတော့လုပ်မယ်ဆိုရင်34လုံးအနည်းဆုံးဖတ်တက်လို့ရသေးတယ်လို့ပြောတယ်။ဒါပေမဲ့အမတို့ဘတ်ဂျက်နေထားရတာကိုထပ်ပြီးတော့မတက်နိုင်ဘူး။ဒါပေမဲ့တရား၁၈လုံးတက်တဲ့အခါမှာလည်းတကယ်အရေးကြီးတဲ့နေရာတွေကိုအမတို့ရွေးပြီးတက်ခဲ့တယ်။အဲ့တော့ကျန်တဲ့34လုံးကိုအမတို့ကဒီနောက်နေ့ဘတ်ဂျက်ကိုစရမယ်ဖြစ်ဖြစ်ဒါမှမဟုတ်ဂျာနာမှာအမတို့ခွေရည်တစ်ခုရခဲ့မယ်ဖြစ်ဖြစ်ထပ်ပြီးတော့တက်ဖို့အမတို့စီစဉ်ထားတယ်။ဒါကအမတို့ထပ်ပြီးတော့မြို့နယ်ကိုပို့ပြီးတော့လုံခြုံမှုရှိအောင်လို့စောင့်ရမယ်အနေနဲ့ဟိုစောင့်ရမယ်အစီအစဉ်ပေါ့။ အဆင့်ပေးတဲ့ကင်မရာကုမ္ပဏီကလည်းလုံခြုံရေးကင်မရာအတွေ့တနစ်အာမခံတဲ့နိပညာအကူအညီတွေကိုပါပေးထားပါတယ်။ပြည်ထောင်စုလွှတ်တော်ရဲ့ဖွံ့ဖြိုးရေးရန်ပုံငွေဟာမြို့နယ်တစ်ခုကိုငွေကျပ်3000ရရှိပါတယ်။ကျမဟေမာဝင်းပါ။